ဒါကြောင့်မို့ကျွန်တော်တို့ဒီနေရာမှာကိုပိတ်ထားပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာမဖွင့်ထားပေးနဲ့ offload ပြီးတော့အခုလိုပိတ်ထားပေးလိုက်ပါကိုယ့်ရဲ့ဖုန်းထဲမှာမဖြစ်မနေပိတ်ထားတဲ့ setting တခုကိုဖြုတ်ပြပေးမှဖြစ်ပါတယ်။ဖုန်း setting ထဲကိုဝင်သွားလိုက်ပါ။ဖုန်း setting ထဲရောက်ပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးသားတွေက search bar မှာတစ်ချက်နှိပ်လိုက်ပါ။ပြီးတော့တော့ install anon app ရိုက်ချလိုက်ပါ။ install anon app ထဲကိုတစ်ချက်နှိပ်လိုက်ပါ။ install anon app ကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါ internet browser ဖြစ်တဲ့ google chrome google တခြားတော့ internet browser တွေကိုလိုက်ပြီးတော့ရှာပေးလိုက်ပါပြီးတော့တော့အဲ့ဒီ internet browser တွေထဲကိုတွန်းလိုက်ပါဆိုလို့ရှိရင်တော့ဒီ chrome browser ကိုကျွန်တော်ဒီနေရာမှာ permission ကျွန်တော်ဖွင့်ထားပေးလေပါနော်ဒီ internet browser ဖြစ်တဲ့ chrome browser ထဲကနေပြီးတော့ ဘာဆော့ဝဲပဲဖြစ်ဖြစ်ခွင့်ပြုချက်တောင်းဆရာမလိုပဲနဲ့အော်တိုဒေါင်းလုဒ်ဆွဲယူလို့ရတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ခွင့်ပြုချက်ကိုထပ်တောင်းဆရာမလိုပဲနဲ့အော်တိုမီတက်ဒေါင်းလုဒ်ဆွဲယူထားတဲ့ဆော့ဝဲတွေ ခုံးအတွက်အန်တီဖြစ်စေနိုင်တဲ့မမွေးပါတဲ့ software တွေ virus ပါတဲ့ software တွေအများကြီးပါလာနိုင်ပါတယ်အဲ့ဒီမမွေး virus ပါတဲ့ software တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းကိုရုတ်တဲ့ hand သွားစေနိုင်တယ်ကျွန်တော်တို့ရဲ့ဖုန်းကိုရုတ်တဲ့တုံးလုံးမရတော့တာမျိုးတွေပေါ့နော်ကြောင်သွားနိုင်တယ်ဒါမျိုးမျိုးမျိုးဒုက္ခပေးနိုင်တယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ data တွေကိုခိုးယူသွားနိုင်တဲ့ software တွေလည်း install automatic လောက်သွားနိုင်နေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာကိုပိတ်ထားပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာမဖွင့်ထားပေးနဲ့ off လုပ်ပြီးတော့အခုလိုပိတ်ထားပေးလိုက်ပါ လိုပဲတခြား internet browser တွေမှာဒီလို on ဖြစ်နေတယ်ဆိုလို့ရှိရင် off လုပ်ပြီးတော့ပိတ်ထားပေးလိုက်ပါ